ိုးမြင်းကြံတောင်စီရအလောက်တောင်စီတာလားဗျာကျွန်တော်လေငငယ်ကလေးကမြင်းကြံမှာနေခဲ့တယ်ဆိုရင်မြင်းကြံဈေးတွေကိုကလေးနွားတစ်ခါတစ်ခါပဲရောက်ခူတာဗောနော်ကျွန်တော်အခုကြီးမှမြင်းကြံဈေးတွေကိုမရောက်ဘူးဗျမြင်းကြံဈေးတွေမှာဒီလောက်စုံနေဆိုတာဟုတ်ဒီနေ့ဘလို့လေးသွားရိုက်တော့မှတွေ့ခဲ့ရပါတယ်။မြင်းကြံတောင်ဈေးကအချားဈေးတွေနဲ့မတူတာကအချားဈေးတွေကကုံစင်းရောင်းတဲ့အသားငါးတွေရောင်းတဲ့အသီးရွက်တွေရောင်းနေပေါ့နော်။ဒီတောင်ဈေးမှာကြတော့ လူသုံးဆောင်ပစ္စည်းတွေကုန်ချောက်တွေပေါ့နော်အဲ့ဒါမျိုးတွေအယောင်များတယ်မြင်လျောင်ပြောရရင်ကျွန်တော်တို့ shopping mall ကုန်တိုင်ကြီးတစ်ခုနဲ့တူတယ်ဗျလိုချင်တာဘာမှဆိုအမျိုးမျိုးရနိုင်တဲ့အပြင်နောက်ဆုံးဗျဆက်ချုပ်ဆိုင်တွေအားအစားဒီမှာအခိုင်းနဲ့အပြည့်ဘယ်သူစီမှာပဲအဲ့အဲ့ဆက်ချုပ်ဆိုင်တွေအများကြီးရှိတယ်ဗျ ဒီဗီဒီယိုလေးမှာကျွန်တော်ဇင်းနှောင်းလေးတွေနဲ့တကွာပါတင်ဆက်ပေးထားပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်မြင်းကျက်မြောက်သေးဗီဒီယိုရိုက်နှုန်းအားဇင်းနှောင်းလေးတွေပါထည့်ပေးပါလို့ကွန်မန့်မှာပြောထားတဲ့သူလေးရှိတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးမှာဇင်းနှောင်းလေးတွေနဲ့တကွာတင်ဆက်ပေးထားပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုစကြည့်လိုက်ကြရအောင်ဗျာ။ လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဥယျာဉ်မူပါဗျဒါကတော့ကျွန်တော်တို့မိသက်ယုံပဲဖြစ်ပါတယ်မိသက်ယုံနာကနေကျွန်တော်တို့တောင်ဈေးကိုကူးမယ်ပေါ့နော်ဟိုတနေ့ကကျွန်တော်မြောက်ဈေးဗီဒီယိုလေးတင်ပေးထားတယ်မြင်းကြက်မျိုးရဲ့မြောက်ဈေးပေါ့နော်မြောက်ဈေးဗီဒီယိုလေးတင်ပေးလိုက်တဲ့အချိန်မှာတကယ်ချင်းတွေကတောင်ဈေးလဲရိုက်ပြပေးပါအောင်ဆိုပြီးတော့ကွန်မန်လေးမှာလာမှန်းကြတယ်ပေါ့နော်အဲအကြောင်းမလို့ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ဟိုတနေ့ကကျွန်တော်ရှေ့ဆက်မသွားခဲ့ရတဲ့ မိသက်ယုံနာလေးကနေပြီးတော့တောင်စီကိုဖြတ်တဲ့လမ်းလေးရှိပါတယ်အဲ့ဒီလမ်းလေးကအခုကျွန်တော်တို့သွားနေတဲ့ဦးကြည်ဝင်းဆိုတဲ့ဝိုင်းထဲကနေဖြတ်ရတဲ့လမ်းလေးပေါ့နော်ဒီဝင်းထဲမှာဆိုလို့ရှိရင်လည်းဈေးတန်းနေရမ်းပေါ်ပါတယ်ကလေးကလေးကကျွန်တော်တို့ကဒီဝင်းထဲကနေဖြတ်သွားပြီးတော့တောင်စီကိုသွားဝယ်နေကြပေါ့နော်ဒီထဲမှာဆိုရင်များသောအားဖြင့်အထဲဆိုင်နေပေါ်တယ်ပေါ့နော်ဒီမှာတော့အထဲဆိုင်နေပန်းအိုးဆိုင်နေစတီးဆိုင်နေဂျိုင်းဆိုင်နေအဲ့လိုတွေတော့တွေ့ရတယ်ဗျစောင်းနေခေါင်းနေလည်းဒီနားမှာဝယ်လို့ရတယ်ပေါ့နော် နေကျွန်တော်တို့တစ်ဖက်ကိုထွက်လိုက်တဲ့အချိန်မှာတောင်စီးဇေယုံကိုတွေ့ရပါပြီ။ဒါဇေယုံကြီးရဲ့မြောက်ဖက်လမ်းမြောက်ဖက်တိုက်ခန်းတွေပဲဖြစ်ပါတယ်။ဒီဘက်တိုက်ခန်းတွေမှာဆိုရင်လဲဆိုင်အမျိုးမျိုးဖွင့်ထားတာကိုတွေ့မြင်ရပါတယ်ဗျာ။နောက်ဘက်အပေါက်ကနေကျွန်တော်တို့ဝင်ဖို့အတွက်ဈေးရုံကြီးရဲ့မြောက်ဘက်ကနေလျှောက်သွားပြီးတော့ ဈေးရုံရဲ့အနောက်ဘက်မှာကျွန်တော်တို့ sign board ရှိတယ်ပေါ့နော်အဲ sign board လေးကိုရိုက်ပြန်တယ် sign board ဘက်ကနေပြီးကျွန်တော်တို့အတွန်းအစဝင်မယ်ပေါ့နော်ဒီဈေးရုံရဲ့အနောက်ဘက်မှာဆိုရင်တော့အိမ်ဆောက်ပစ္စည်းဆိုင်ကုန်မဆိုင်တွေရှိရပေါ့နော်တန်ဆိုင်တွေရှိတယ်ဗျဒါတော့ဈေးရုံကြီးရဲ့တောင်ဘက်လမ်းမှာဒီမှာဆိုရင်တော့နိဗ္ဗာန်ကုံနေရအစားရောင်းပါတယ်ဖရားတွေဖရားကားချက်တွေဖရားစာအုပ်တွေပေါ့နော်ဒီမှာက ကလေးကစားတဲ့အပုံနေစုံနေနောက်ပြီးကျွန်တော်တို့ရောက်ဘိန်းနေကျိုးတွေပေါ့နော်အဲ့ဒါတွေအားစားဒီနားလေးမှာရောင်းပါလေကျွန်တော်တို့ကလေးကလေးကငါ့ကိုလာဝယ်နေကြအခုချိန်ထိလည်းဒီဇိုင်းလေးတွေဒီနားကနေမပြောင်းလဲပါဘူးဗျဒီမှာပြက်ကြရင်နေကျွန်တော်တို့ပိုစတာလေးတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးဒီနားမှာရောင်းပါတယ်အခုကျွန်တော်တို့ကဒီဇိုင်းကိုလာတာက ကလေးတွေအတွက်အယုတ်ပုံလေးတွေဝယ်ပေးမယ်ပေါ့နော်ဒီမှာသကြဏနှီးပြီးတော့ရေပုတ်တွေလည်းရောင်းနေပြရေပုတ်တွေလည်းဝယ်လို့ရပါတယ်မဆုံနေဗျအာဆုံနေပေါ့နော်အခုဆုံနေလဲလွတ်နေကြပြီဗျဒါလေးတွေကတော့ plastic ဆုံလို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့က plastic ဆုံလို့ပဲခေါ်တယ်ဒီဘက်မှာငွေကျွန်းတို့နယ်ဒီမှာလဲဘယ်လိုခေါ်လဲဆိုတာဟို ကျွန်တော်ဗီဒီယိုလေးကြည့်ရင်းနဲ့ comment လေးမှန်းပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါကတော့သူတို့ပုံကက်လေးဝယ်တာပေါ့နော်ပုံကက်တကက်ကို900ပေးရပါလိမ့်ဗျပုံရေးကြည့်တာပုံ260လောက်ပါပါတယ်ရလားဘာကက်လေးတော့ဗျစင်ရွဲလာဒါကောင်မလေးတို့ကသူကစင်ရွဲလာလေးဝယ်တယ်ကျွန်내ကောင်လေးတွေကတော့မိုးမိုးလက်ချင်းပုံတွေပေါ့နော်အဲ့ပုံတွေဝယ်တယ်အဲ့ကြံတော့မျက်နှာဖုံးလေးတွေရော ဒါကတော့တောင်စီရဲ့အရှိတ်ဘက်ပါအရှိတ်ဘက်မှာဆိုလို့ရှင်တော့များသောအားဖြင့်တော့ရွှေဆိုင်တွေများပါတယ်။ဒါပေမဲ့လည်းအစုံပေါ့နော်ရှိပါလေဗျ။အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါကတော့တောင်စီရဲ့နောက်ဘက်ကနေပြီးတော့ဈေးတဲကိုစဝင်ပါမယ်။စီပင်သာယာဈေးကြီးမြင်းကြံမျိုးလို့ရေးထားပါတယ်။အချို့ကလည်းမြို့မဈေးလို့ခေါ်ကြပါတယ်ဗျ။ ဈေးထဲမှာဆိုရင်တော်တော်ဆုံဆုံလင်းလင်းကိုတွေ့ရပါတယ်ကျွန်တော်လည်းအခုကြီးမှတိတ်မရောက်ဘူးတဲ့အတွက်အခုရောက်တဲ့အချိန်ညမှာထူးထူးခြားခြားတွေ့မြင်ခဲ့ရတယ်လည်းရှိပါတယ်ပထမအဦးဆုံးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စက်ပြာခဲကြီးပေါ့နော်စက်ပြာချမ်းလို့ခေါ်ပါလားဗျစင်ချီတုံးစက်ပြာလို့လည်းခေါ်ကြတယ်ထင်တယ်အဲ့ဒါကြီးကျွန်တော်ပြမယ်နော်အဲဒီမှာဗျဒါစက်ပြာပါကျွန်တော်ဒီဘက်မှာတော့စင်ချီလုံးစက်ပြာလို့ခေါ်ကြတယ်ဗျအဲ့မှာအမဲရောင်ရဲ့အဖြူရောင်ရဲ့ရှိရပေါ့နော်ဒါကတော့မုံမျိုးမျိုးဆိုင်မှာ ထညက်ဇီးကဲမယွေးပေါပေါစုပ်မုံဩဇာတွေတွေ့မြင်ပါတယ်ချားမုံတွေလည်းအများကြီးရှိပါတယ်ဗျနောက်တစ်ကျွန်တော်တို့ရှေ့ဆက်လာခဲ့တဲ့အချိန်မှာအောက်ထုပ်ဆိုင်တွေတွေ့ရပါတယ်အိမ်မှာမျိုးသမီးသုံးဆောင်ထဲဆိုင်တွေလည်းတွေ့ရပါတယ်တော်တော်စုံပါတယ်ဒီမှာကတော့ ျွန်တော်ဘလော်သွားရိုက်မယ်ဆိုတော့တူလေးတွေတူမလေးတွေကလည်းလိုက်ချင်တယ်ဆိုပြီးလိုက်လာပါတော့ကျွန်တော်တို့အဖွဲရတော့တော်တော်တောက်ပါတယ်ဗျအဖွဲလိုက်ကိုသွားကြတာပေါ့နော်ဒါကတော့ငချောက်တွေဗျငချောက်ဆိုင်မှာဒါဈေးရဲ့အလဲလန်းရွယ်ရှိသေးတယ်ဗျအလဲလန်းနေမှာကျွန်တော်တို့ဈေးယုံနေတဲ့ဝင်အောင်မယ်ဗျဈေးယုံနေတဲ့မှာဆိုရင်ပိုးပြီးစီတယ်ပေါ့နော် ဈေးကြီးကအရန်ကြီးတော့ကြတော့ကျွန်တော်တို့ဈေးပက်ပက်လေးကိုလမ်းကြောင်းလိုက်တာတော်တော်ကိုခြေညောင်းသွားတယ်ဗျလမ်းနေရာလဲအစင်တူတော့ဒီနေရာတွေဒီနေရာတွေကိုပဲနှစ်ခေါက်သုံးခေါက်တွေပြန်ရောက်ပြီးမျက်စိတွေလဲလဲခဲ့ရတယ်ဗျဒါကတော့အုံငပြောဆိုင်တန်းကိုတွေ့ရတယ်ဗျအုံတွေငပြောတွေပေါ့နော်ဒီနားမှာရောင်းနေတဲ့ဈေးတဲ့အတော်များများအုံငပြောတွေကြီးပဲတွေ့ရတယ်ဗျ ဒါဈေးရောင်တစ်ခုတည်းကနေကျွန်တော်တို့အပြင်ပြန်လွှဲတော့ခုနကအလဲကောင်ပြန်ရောက်သွားတယ်ပေါ့နော်အလဲကောင်ပြန်ရောက်ပြီးတော့နောက်ဈေးရောင်တစ်ခုတည်းကိုကျွန်တော်တို့ဆက်သွားကြမယ်ဒီမှာဆိုရင်တော့လေယာဆိုင်ကြွေးနဲ့ဆိုင်နဲ့ပစ္စည်းတွေရောင်းတဲ့ဈေးတန်းပေါ့နော်အဲ့ဒီကျိုးတွေဆိုရင်အာလေယာဆိုင်ကြွေးမှာနွားတွေခြည်တဲ့ကျိုးတွေထင်တယ်ဗျအဲ့လိုမျိုးသုံးကြပါပေါ့နော်နွားတော့သိမ့်မသိဘူးဗျနောက်ပြီးတော့အဲ့မှာထွန်ကြစ်တွေထွန်တုံးတွေဓာတ်တွေအဲ့လိုမျိုးတွေရောင်းနေဗျ

လုံကြီးတွေအမျိုးမျိုးကိုဒီမှာဝယ်လို့ရပါတယ်အစားလိုက်ဖြစ်စီအထည်လိုက်ဖြစ်စီဝယ်လို့ရတယ်ပေါ့နော်တော်တော်စုံစုံလင်လင်တွေ့ရမှာပါဒီတန်းလုံးကလည်းအထည်တိုင်းသီးတန်းအတိုင်းကြီးပဲဖြစ်ပါတယ်ဆောင်နေချနောင်နေခေါင်းနေအဲ့လိုဆိုင်နေလည်းရှိတယ်ဗောနော် ဒီဘက်ကိုထပ်ရောက်လာတော့အယုတ်ဆိုင်တန်းကိုရောက်ပါလေအယုတ်ဆိုင်မှာဗျအယုတ်တွေကြီးတွေ့ရပါတယ်ဘောလုံးတွေကလေးကစားတဲ့အယုတ်တွေအမျိုးမျိုးဗျတန်းလုံးပဲเนาะအခုမြင်တွေ့ရတဲ့အတိုင်းပဲအယုတ်နဲ့ပတ်သက်တဲ့ဆိုင်တန်းတီးတန်းမှာဗျ ဒီဘက်မှာကျတော့ဖနက်ဆိုင်တွေကိုထပ်တွေးရပါတယ်ဖနက်ဆိုင်တွေနားရောက်တော့ကျွန်တော်ဖနက်ဝယ်တာတော့မဟုတ်ဗျမျက်နှာသစ်ဆေးဝယ်ကြတယ်ဗောနော်မျက်နှာသစ်ဆေးဝယ်တယ်အလကုံဆိုင်ရှိတာကိုအဲ့တော့ကျွန်တော်တို့ကအလကုံပစ္စည်းမျက်နှာသစ်ဆေးဝင်းဝယ်တယ်ဗျနောက်ပြီးတော့သူ့ရဲ့ဘေးမှာနာယီဆိုင်ကိုတွေးရပါတယ်နာယီတွေအမျိုးမျိုးပါကလေးလူကြီးတိုင်ခတ်နာယီမျိုးမျိုးတွေးရတယ်နောက်ပြီးဘေးမှာဆိုလို့ရှိရင်ကက်ဆက်ရေဒီယိုတွေဘောက်တွေဘလူးတုဘောက်တွေဗောနော်အဲ့လိုတွေလည်းတွေးရတယ်ဗျ ဲ့ဒီကနေကျွန်တော်တို့ဘယ်ဟုတ်ဆက်သွားမှာလဲဆိုတော့အချုပ်ဆိုင်တွေဘက်ကိုဆက်သွားပါမယ်အချုပ်ဆိုင်တွေကလည်းအထည်ချုပ်ဆက်ယုံရင်းလို့တနေရာထဲမှာစုပြီးတော့အများကြီးရှိနေတာကိုလိုက်ပြပေးပါမယ်ဗျအာလက်ဖက်တိုင်းဒီဘက်မှာဒီဘက်မှာအဲ့လက်ဖက်တိုင်းလက်ဖက်တိုင်းရှိတယ်နော်ပြင်းမှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာ ကိုယ်တိုင်သွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါလေဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလဲပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေအဖြစ်နဲ့သေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်စုံတစ်ရာရှိခဲ့လို့ရှိရင် comment မှာနိုင်ခဲ့ပြီးဖို့ဝေဖန်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပြီးပါဗျအသစ်တင်တိုင်းသိအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပြီးဖို့အတွက်တောင်းဆိုချင်ပါတယ် မေသူကပတ်ဝယ်ဖို့ပါသေးရဲ့လीဒီဟာကပတ်မဟုတ်လားနိုင်လုံးငါပုံစံမျိုးပဲဒါခုနဝယ်လာတဲ့ခေါင်းလိမ့်စီပါ၄000ပေးရပါလေဗျနိုင်လုံးကပတ်လေးပါဗျ9000ပေးရပါတယ်9000 ီလုံးအခုကျွန်တော်တို့ထက်ရောက်လာတော့စက်ချုပ်သမားတွေလာမယ်ဈေးတန်းပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့အချီလုံးတွေကျဲသီးတွေအမျိုးမျိုးနောက်ပြီးတော့ပြောင်ပြောင်လက်လက်နဲ့ဘော်ကျဲလို့ခေါ်တာလားကြောက်တွေပေါ့နော်အဲ့လိုမျိုးတွေ အမျိုးမျိုးကိုဒီဈေးတန်းမှာဝယ်လို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖဲကျိုးအလားလေးပေါ့နော်ဒီဟာလေးတွေက sticker လေးတွေပါကျွန်တော်တို့အင်ဂျီလေးမှာကတ်တဲ့ဟာလေးပေါ့နော်ကျွန်တော်လည်းဝယ်ဖို့လိုတာကြောင့်မလို့ဒီကနေပြီးတော့ဝယ်ခဲ့ပါတယ် sticker လေးတွေတစ်ခုကို800ပေးရပါတယ်လေကနည်းနည်းကြီးတယ်တစ်ခုတည်းဆိုလို့မပါဘူးတစ်ခုတည်းဆိုလို့မပါဘူး ဒါလေးတွေအဲဆက်ချုပ်တဲ့နေရာမှာသုံးတဲ့ကက်ကြီးလေးပေါ့နော်ဒါလေးတွေကတော့1500ပါဘေးမှာတော့ဆက်ချုပ်တဲ့ဆိုင်တန်းကိုလှမ်းမြင်နေရပါပြီကျွန်တော်တို့အဲ့ဘက်ကိုဆက်သွားပါမယ်ဆက်ချုပ်ဆိုင်တွေကအခုမြင်တွေ့ရတဲ့အတိုင်းပဲယုံတစ်ခုအကူပြောင်းချားမှာဘယ်စတင်ပြီးတွေ့မြင်နေရပါပြီဒါကတော့ယုံထဲမှာရှိတဲ့ဆက်ချုပ်ဆိုင်တွေပဲဖြစ်ပါတယ်ဈေးရုံကြီးအရန်ကျယ်ပါတယ်ကျွန်တော်ဒီဈေးရုံကြီးတစ်ခုလုံးအကုန်လုံးရိုက်မပြဘူးဆိုတာကကျွန်တော်အပင်ပန်းခံနိုင်ရင်တောင်မှကျွန်တော်ရဲ့ကြီးရှုမဲ့ငွေချင်းတွေကကြီးရတာပြင်းသွားမယ်ပေါ့နော်အဲအကြောင်းမလို့ကျွန်တော်ကအကုန်လုံးပါတယ်ဆူယုံလေးတွေနေမယ် လိုက်ရိုက်ပြတာပါတကယ်တမ်းသာပြည့်ပြည့်စုံစုံပတ်မယ်ဆိုရင်တော့ဒီဈေးရုံကြီးထဲမှာတော်တော်ဆုံးပြီးတော့တော်တော်ကျေပါလေဗျဒီမှာဆိုရင်တော့တနခါးတွေလည်းရပါတယ်တနခါးစစ်စစ်တွေပါကျွန်တော်တို့ဝယ်ဖို့စည်ရင်းနဲ့မပါတဲ့အတွက်ဈေးမမေးခဲ့ပါဘူးဗျဒါကတော့ပူတင်းမှာတကူကို1200ပေးရပါတယ်ကျွန်တော်တို့ကလေးတွေပါလာတဲ့အတွက်သူတို့ကပူတင်းစားကြတယ်ပေါ့နော် နက်ဆိုင်တွေလည်းရှိပါတယ်ကျွန်တော်တို့လိုချင်တဲ့ဖဏမျိုးစားမရှိလို့မလို့ဈေးတွေတော့မသိခဲ့ရပါဘူးဗျသွားလာတာလည်းအရန်ညောင်းနေဆိုတော့နောက်တစ်ဆိုင်လည်းကျွန်တော်တို့ထပ်မမေးပြစ်ခဲ့ပါဘူးဖဏတော့မရခဲ့ဘူးပေါ့နော်အဲ့ဒီဆိုင်မှာစိတ်သားကြောက်ထုတ်လေးတွေရောင်းနေတာတူလို့စိတ်သားကြောက်လေးကိုတော့ဝယ်အားပေးပြစ်ခဲ့ပါတယ်အထုပ်ကို2500ပေးခဲ့ရပါတယ်ရင်ကြိုက်လားရှင်းတယ်နော်ဒီကဒီဟာလေးတွေဒီမဲအဲ့ဒီအတူကြီးဝယ်လို့ရလားရတယ်အတူကြီးဝယ်ရတယ်အတူကြီးသာတော့ နောက်ထပ်ပြဆိုင်ကတော့ဒီမြင်းကျက်မှာကျွန်တော်တို့ဝယ်လို့မရဘူးထင်ထားတဲ့အစားအသောက်ပေါ့နော်ဒီပိုးတီခြင်းလေးပေါ့ဒီရှမ်းပြည်ဆိုင်မှာဆိုလို့ရှိရင်အဲ့မပိုးတီခြင်းလေးချက်သွန်ခြင်းနောက်ထပ်ရှမ်းမုံလာခြင်းပေါ့နော်အဲ့ဒါတွေအပြင်မှာဒီမှာစီတိုဘူးလေးလည်းရတယ်ဗျစီတိုဘူးကကျွန်တော်ကြိုက်တဲ့ထဲလည်းပါတယ်ပေါ့နော်တစ်ခုကို900လို့သိရပါတယ်ဒီမှာ၄လုံးပါတာဆိုရင်ဒါ2000မိုးထုပ်ပေါ့နော် ိုးတီကျင်တွေကတော့အစိတ်သားကို2500ပါရှမ်းပြည်ကနေဓာတ်ရိုက်လာတယ်လို့သိရပါတယ်ဗျာအင်ဂျီဂျေအင်ဂျီဂျေရရင်ဆရာလိုက်တာတော့တော့ရှိရကျွန်တော်တို့ဝယ်ရမယ့်စီးရင်ထဲမှာအင်ဂျီဂျေတွေဝယ်ဖို့လဲပါတယ်ပေါ့နော်ကျွန်တော်ကအခုသူတွေလေးတွေချရနေတာဆိုတော့အဲ့ဒါလေးတွေကိုရောင်းဖို့အတွက်အင်ဂျီဂျေလေးတွေလည်းဝယ်ဖို့အတွက်တခါလဲတောင်စီးထဲမှာပဲရှာပါတယ် ဒီမှာတွေ့ရတာတော့မြင်းကြံထုပ်စေးလိပ်ဖတ်ကြမ်းတွေပဲဖြစ်ပါတယ်။မြင်းကြံအားဆိုရင်တော့စေးလိပ်ဖတ်ကြမ်းအများဆုံးထွက်တဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။အဲဒါကြောင့်မလို့မြင်းကြံမျိုးမှာဆိုရင်တော့စေးလိပ်အမျိုးမျိုးတွေ့ရပါလိမ့်မယ်။အခုဗီဒီယိုကြည့်နေတဲ့ကျွန်တော်တငယ်ချင်းတို့နေမှာလဲ။ကျွန်တော်တို့မြင်းကြံစေးလိပ်ဘယ်မျိုးစားလိမ့်မယ်တွေ့ဘူးလဲဆိုတာကိုကွန်မန့်မှာမန်းခဲ့ပေးကြပါဦးဗျ။ကျွန်တော်တို့မြင်းကြံမျိုးအားစေးလိုက်တော်တော်များများအားနေတကာကိုရောက်နေရဖြစ်တဲ့အတွက်အချို့စေးလိုက်တွေဆိုရင်ကျွန်တော်တို့ကိုယ်တိုင်တော့နာမည်မသိတဲ့စေးလိုက်တွေရှိပါတယ်။အားကြောင့်သိကြလို့ comment လေးမှန်းခဲ့ပေးပါအောင်နော်။ ျွန်တော်ဖတ်လိုက်ရတဲ့ comment တစ်ခုရှိသေးတယ်ဗျအဲ့ဒါပါလဲဆိုတော့ညဉ့်ညံဆေးလိတ်တွေကိုလိုက်ရိုက်ပြပါတဲ့ပြောထားတဲ့ comment တစ်ခုရှိရပါတော့เนาะအဲ့ဒါကြောင့်လို့ကျွန်တော်ဆေးလိတ်ကြောင်းလေးထည့်ပြောလိုက်ကြပါညဉ့်ညံမှာဆေးလိတ်ကအဓိကထွက်တဲ့ထွက်ကုန်တွေထဲမှာပါတယ်လို့ပြောလို့ရပါတယ်ဗျဒီမှာတော့ strawberry သီးလိမ္မော်သီးပန်းသီးပေါ့နော်။ရာသီပေါ်သီးနံနေရောင်းတဲ့ဆိုင်မှာ ဒါပန်းသီးက4500ဘူးနဲ့စတော်ဘယ်ရီသီး2000ဘူးဝယ်ခဲ့ပါတယ်စတော်ဘယ်ရီသီးအစိတ်သား3500ပါဗျကျွန်တော်တို့က2000ဘူးလဲဝယ်လာပါဘောနော်နောက်ပြီးတော့ဒီမှာဆိုရင်တော့မုံအချူမုံတွေဖြစ်တဲ့ဈေးကဲတွေဒါတော့ကျွန်တော်ဈေးကဲလို့ပဲသိတယ်ဗောနော်ခေါင်းနှင်းရှင်ပြောခဲ့ပါအောင်နောက်ပြီးတော့ဒါထညက်ပါဗျအညာဆိုတော့ထညက်ကပေါ်ပါတယ်နောက်ပြီးတော့ကြံတကာပါ ဒီမုံလေးတွေကတော့ချိုမုံလေးတွေကဘာမုံလဲမေးတာတော့ဈေးတွေကမအားတော့မပြောဘူးပေါ့နော်အဲ့တော့ကျွန်တော်တကယ်ချင်းနေတဲ့မှာဒီမုံလေးသိတဲ့သူရှိရင်ပြောပါအောင်ဗျာဒီမုံလေးတွေနာမည်လေးသိကြလို့ပါကွန်မန့်မှာမှတ်ခဲ့ပြပါနော်ဒီမှာတော့မုံတွေကိုအမျိုးမျိုးတွေ့ရတယ်ဗျာပုံစံအမျိုးမျိုးနဲ့မုံတွေအမျိုးမျိုးပေါ့နော်အမှန်တမ်းပြောရင်ဒီလိုမုံမျိုးတွေကျွန်တော်တခုမှမစားဘူးပါဘူးအဲအစိမ့်နေလည်းမစားဘူးပါဘူးဗျာကျွန်တော်ဟိုကတော့ကြောက်ဖယုံယူပေါ့နော်ကြောက်ဖယုံယူကတော့စားဘူးပါလေကျွန်တော်တို့မုံဩဇာဝယ်လာခဲ့ပါတယ်မုံဩဇာကဒါက2500ဘူးပါ ဒီနေ့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ။တောင်စင်းကိုရိုက်ပြပါအောင်လို့ပြောတယ်ကျွန်တော်တကယ်ချင်းနေလေ။ကိုမန်လေးတော့မန်းခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။သဘောကျနေတဲ့ကြလိမ့်မယ်လို့လည်းထင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုကြမှာကျွန်တော်တို့တွေ့ကြမယ်ဗျ။ Bye bye. Okay. I move on each and every day. The past is where it stays. Way back a year ago. I've changed for the better this time. I thought I would never